မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ Grade 11 Physics Chapter 11 Fundamental Electronic ဖြစ်ပါတယ်အဲ့ဒီမှာ Fundamental Electronic မှာရှိတဲ့ဒီ Semiconductor တွေအကြောင်းကိုမပြောခင် Introduction သွားရအောင် electronics comprise the physics engineering technology and application that deals with the emission flow and control of electrons most modern appliances use a combination of electronics and electrical circuitry electronic ဘာသာရပ်မှာဆိုရင်သူ engineering physics technology နည်းပညာဘာသာရပ်တွေယူပါပေတာနောက် engineer ဘာသာရပ်တွေနဲ့ electronic ထုတ်လွှတ်ခြင်း စီးခြင်းနဲ့ထိမ့်ချုပ်ခြင်းဆိုင်ရာအသုံးပြုမှုတွေပါဝင်ပါတယ်။အဲ့တော့ခင်မီပစ္စည်းအများစုဟာ electronic နဲ့လျှက်စစ်ပလန်းတွေကိုပေါင်းဆက်ပြီးတော့အသုံးပြုထားတာဖြစ်တယ်။ပြောရမယ်ဆိုရင်တော့အခု modernized ပစ္စည်းတွေအကုန်လုံးဟာခင်မီပစ္စည်းတွေအကုန်လုံးဟာဒီ electricity မရှိဘဲနဲ့သုံးလို့မရတဲ့ဟာတွေရှိတယ်။အဲ့တော့ electronic ပစ္စည်းတွေဖြစ်ပါတယ်เนาะအများစုဟာ ဟော electronic appliance တွေဒီမှာဖော်ပြထားတယ်အဲ့ဒါတွေကတော့ရှေ့မှာမင်းတို့သိခဲ့ပြီးသားတွေပါ capacitor တွေ resistance ရှိတယ် resistor တွေ diode တွေ integrated circuit လို့ခေါ်တဲ့ဒါ IC တွေပေါ့နော်ကွန်ပျူတာမှာသုံးတဲ့ဒီ radio system တွေမှာသုံးတဲ့ electronic board တွေမှာသုံးတဲ့ electronic component တွေဖြစ်တယ် The history of electronics began to evolve separately from that of electricity in the late 19th century with the identification of the electron behind the English physicist Sir Joseph John Thomson and the measurement of its electric charge by the American physicist Robert A. Millikan in 1909. Electronic Badaya history go, Yoame, so in history go, English Yuba Beda Pinyashin, Sia Joseph John Thomson, eh? ရဲ့ electron တွေ့ရှိခြင်းနဲ့ American ယူပဗေဒပညာရှင် ဖြစ်တဲ့ Robert Emilikin ရဲ့1909ခုနှစ်မှာလျှက်စပမာဏတိုင်းရင်းတို့နဲ့အစပြုခဲ့တာပဲဖြစ်ပါတယ်။ဒီအခန်းမှာတော့ဒီချေတို့က semiconductor တွေ semiconductor device တွေနဲ့သူတို့ရဲ့အသုံးပြုမှုတွေ rectifier rectifier ဆိုတာ rectifying လုပ်တယ်ဆိုတာလျှက်စီ ပြောင်းတာပေါ့ဥမာ alternative current AC ကနေ direct current ဖြစ်တဲ့ DC ကိုပြောင်းတာပြောင်းဆက်ပြင်ဆက် inverter circuit တွေပေါ့အဲ့ဒါတွေနဲ့ပတ်သက်တဲ့အရာတွေနောက် amplifier တွေအကြောင်း logic gate တွေနဲ့ digital electronic အကြောင်းကိုမိတ်ဆက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ semiconductor အကြောင်းကြည့်အောင် semiconductor တပိုင်းလျက်ကူးပစ္စည်းအကြောင်းကျွန်တော် grade တန်းပါတယ်နည်းနည်းပါးပါသိခဲ့ပြီးသားပါအဲ့တော့ material which have an electrical resistance that lines between the high resistance value of the insulator and the low resistance value of the metals are called semiconductors. For example, germanium and silicon are commonly used semiconductors. Gallium, arsenide GaAs, and cadmium telluride, CdTe, are used as semiconductors. they are compound semiconductor များသောအားဖြင့် semiconductor တွေသုံးတာကတော့ silicon နဲ့ germanium ပဲသူကတော့ semiconductor အဖြစ်အများဆုံးအသုံးပြုတာနောက် compound semiconductor တွေဖြစ်တဲ့ gallium arsenide နဲ့ cadmium telluride ကိုလည်းသုံးတတ်ပါတယ်သုံးပါတယ်အဲ့တော့ semiconductor ဆိုတာကတော့ခုခံမှုမြင့်တဲ့လျှက်ကပစ္စည်းတွေ insulator တွေပေါ့အဲ့ဒါတွေ ਨੇ ရတံမိုးနဲ့ခုခံမှုနိုင်တဲ့ တတ္တုတွေရဲ့တံမိုးတွေကြားမှာရှိတဲ့လျှက်စစ်ခုခံမှုအသင့်အတင့်ရှိတဲ့ပစ္စည်းတွေကိုဒပိုင်းလျက်ကူပစ္စည်းလို့ခေါ်တယ်။ဆီမီကွန်ဒက်တာလို့ခေါ်ပါတယ်။ဥပမာခုနပြောခဲ့သလိုပဲဂျာမနီယန်နဲ့ဆီလီကွန်တွေဟာအသုံးများတဲ့ဆီမီကွန်ဒက်တာတွေဖြစ်ပြီးတော့ဂယ်လီလီယန်အာဆနိတ်နဲ့ကက်ဒမီယန်တယ်လရိုက်တွေကတော့ကွန်ပေါင်းဆီမီကွန်ဒက်တာတွေပဲဖြစ်ပါတယ်။ In metals, electrons are the charge carrier. in the case of semiconductors both electron and positive hole are the charge carrier the creation and movement of a positive hole can be explained with the help of the following diagram ပုံမှန်ပြထားတဲ့ semiconductor မှာ electron တွေ hole တွေဟာ charge carrier တွေဖြစ်တဲ့အကြောင်း semiconductor ဒီတိုင်းမှာ အီလက်ထရွန်တွေ positive hole တွေဟာ charge carrier တွေဖြစ်တယ် material မှာလည်း electron တွေဟာ charge carrier တွေဖြစ်တယ် semiconductor တွေမှာတော့ electron တွေရော positive hole တွေရောဟာ charge carrier တွေဖြစ်တယ် positive hole ရဲ့ဖြစ်တည်ပုံနဲ့ရွေးရှားမှုဟာတော့ပုံမှာပြထားတဲ့အတိုင်းရှင်းပြဆွေးနွေးမှာပဲဖြစ်ပါတယ် positive hole ရဲ့သွားတဲ့လမ်းကြောင်းဟာ electron နဲ့စန့်ကျင်ဘက်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဒီအနီလေးကတော့ electron ရဲ့လမ်းကြောင်းပေါ့နော် ဆီမီကွန်ဒက်တာဒီမှာလဲအီလက်ထရွန်နဲ့ဟိုးတွေကဆီမီကွန်ဒက်တာမှာရှိတဲ့ charge carrier တွေဖြစ်တဲ့အကြောင်းကိုပြထားတာပါ of the several atoms in a semiconductor consider three atoms a b and c as shown in figure suppose that an electron leaves the atom a as it acquires sufficient energy the atom a now has a net positive charge which is equal in magnitude to the charge of an electron, a vacancy which is left with the atom a is called a positive hole. and electron from the atom B move into that hole so that a positive hole is left with B. In this way, a positive hole appear to move the right while the electron move to the left. ဆီမီကွန်ဒက်တာထဲမှာရှိတဲ့အက်တမ်တွေဟာ AAD ရဲ့ C ရဲ့ဆိုပါစို့အက်တမ်တွေမှာအီလက်ထရွန်နဲ့ပရိုတွန်နဲ့ဟာပမာဏအတူတူပဲရှိမယ်ရှေ့ကလည်းသိခဲ့ပြီးသားအက်တမ်တိုင်း neutral အက်တမ်တိုင်းမှာ positive charge အရေအတွက်နဲ့ negative charge ဖြစ်တဲ့ electron ရဲ့အရေအတွက်နဲ့ကအတူတူပဲရှိတယ်။အဲ့တော့ atom A ကနေ electron တစ်လုံးထွက်သွားတယ်ဆိုပါစို့။လက်ကျန်တဲ့နေရာမှာ positive hole လေးဖြစ်နေတာကိုပြောတာပါ။အဲ့လိုပဲ B ကနေပဲ electron ထွက်သွားမယ်။ positive hole တစ်ခု B မှာပေါ်လာမယ်။ ီနေ့အတိုင်းပဲစီမာလဲအီလက်ထရွန်ထွက်သွားမယ် positive hole တခုပေါ်လာမယ်အဲ့လိုနေတာအီလက်ထရွန်တွေဘယ်ဘက်ကိုရွေတိုင်းရွေတိုင်း positive hole တွေဖြစ်ပြီးတော့ညာဘက်ကိုရွေမှာပဲဖြစ်တယ်အီလက်ထရွန်တွေဘယ်ဘက်ကိုရွေပြီးတော့ထွက်သွားတယ် positive hole တွေကညာဘက်ကိုရွေသွားမယ်လို့မှတ်ရပါမယ်ဆက်ကြအောင် one potential is applied to two ends of semiconductor electron move from lower potential to higher one while the positive hole move in the opposite direction. This means that the current flow due to the movement of electrons and holes. in the case of semiconductors. Pure semiconductors have equal numbers of electrons and positive holes. Since these are relatively few in number at normal temperature, pure semiconductors have poor conductivity. ဟွာနေ few impurity atoms are added to the pure semiconductors its conductivity increase arsen aluminum and indium atoms are used as impurity atom as a result two types of semiconductor are obtained ဒီမှာဆိုရင် semiconductor ရဲ့အစွန်းနှစ်ဖက်ကိုဗိုအားပေးလိုက်မယ်ဆိုလို့ရှိရင် electron တွေက potential နိုင်တဲ့နေရာနဲ့ potential မြင့်တဲ့နေရာကိုရွေ့ပါမယ် positive ဟောတွေကတော့ခုနပြောခဲ့တဲ့အတိုင်းသူ့ရဲ့စန့်ကျင်ဘက်အတိုင်း potential မြင့်ရာနဲ့နေရာကိုရွေ့တာကိုတွေ့ရပါလိမ့်မယ်မြင့်ရာမှနေရာကိုရွေ့တာပါ positive ကအဲ့တော့ semiconductor ထဲမှာ electron တွေဟောတွေရွေ့ရတာကို currency တယ်လို့သိရပါမယ် pure semiconductor မှာ electron နဲ့ positive hole အရေးအတွက်ဟာတူပါတယ် အတမ်နျူထရယ်အတမ်မှာရှိတဲ့အတိုင်းပါပဲပြူဝါဆီမီကွန်ဒက်တာဆိုတာနျူထရယ်အတမ်နျူထရယ်အဲလီမန့်ကိုပြောတာပါအဲ့တော့အဲ့ဒီမှာအီလက်ထရွန်အရေအတွက်နဲ့ပရိုတွန်အရေအတွက်ပေါ်ဇတီဟိုအရေအတွက်ပေါ့နော်အတူတူပဲအရေအတွက်တူပါတယ်တာမန်အပူချိန်မှာဆီမီကွန်ဒက်တာတွေဟာလျက်ကူးတက်တီညံ့ပါတယ်လျက်စစ်မစီးနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပစ္စည်းတွေမှာအီလက်ထရွန်နဲ့ဟိုအရေအတွက်တွေဟာ တူညီစွာပါဝင်ပြီးတော့အရေးအတွက်နည်းနည်းပဲဖြစ်တယ်နည်းနည်းပဲရှိပါတယ်ပျောဆင်မီကွန်ဒက်တာတွေကိုမတက်စင်တဲ့အတန်ပေါ့သူကဒော့ပလုတ်တယ်လို့ခေါ်တယ်ဒော့ပင်လုတ်တယ်လို့လည်းခေါ်တယ်ဒီမှာမတက်စင်တဲ့အတန်နည်းနည်းပေါင်းထည့်လိုက်မယ်ဆိုရင်အဲ့ဒီဆင်မီကွန်ဒက်တာဟာ conductivity တိုးလာတာကိုတွေ့ရမယ်အဲ့ဒီမှာ arsenic aluminum နဲ့ indian အတန်တွေဟာ impurity အတန်တွေဖြစ်ပါတယ်ရလက်ကတော့ ြူဝဆင်မီကွန်ဒက်တာတဲ့ကိုခုနပြောတဲ့အာဆန်နစ်တော်လကောင်အလူမီနီယံတော်လကောင်အိန္ဒိယအတန်တော်လကောင်အဲ့လိုကျစ်တဲ့အဲ့လိုအတန်တွေ impurity atom တွေကိုပေါင်းလိုက်တဲ့အခါမှာရလာတဲ့ result ကရလက်ကဆင်မီကွန်ဒက်တာတွေဖြစ်လာတာကိုတွေ့ရပါမယ်အဲ့တော့ semiconductor type နှမျိုးရလာတာကိုတွေ့ရပါလိမ့်မယ်ဆက်ကြည့်ရအောင် anti semiconductor ပုံမှာ anti semiconductor လေးပြထားတယ်ပုံလေးကိုပုံကိုလည်းတခြား study လုပ်လို့ရတယ်အဲ့တော့ free electron ပြထားတယ်ပေါ့နော် free electron လွတ်ထွက်သွားတယ်အဲ့ဒီမှာ electron ထွက်သွားတဲ့အတွက် charge တန်ဖိုးက proton positive ပို့လာမှာပဲဒါမှန်အတန်မှာလဲကဲဒီမှာ anti semiconductor ဘယ်လိုဖြစ်လဲဆိုတာကြည့်အောင် one arsenic atoms having 5 valence electron are added to pure semiconductor Germanium or silicon atom having four valence electron အဲ့တော့ Germanium ပဲဖြစ်ဖြစ် silicon ပဲဖြစ်ဖြစ်သူတို့မှာ valence electron ဟာ sub အောက်တောင်းဖို့ရှယ်မှာ valence electron က၄လုံးပဲရှိတယ်အဲ့ဒီမှာ valence 5 valence electron ဖြစ်တဲ့ arsenic atom ကို ပေါင်းထည့်လိုက်မယ်ဆိုရင် the conductivity of pure semiconductor increase conductivity အကောင်းလာတာတွေ့ရမယ်ခုနပြောတဲ့4 valence electron 5 valence electron ဆိုတော့ electron ကိုးလုံးဖြစ်သွားပြီเนาะဗလက်အလက်ထွန်ကအလက်ထွန်ကိုးလုံးဖြစ်သွားတယ်အဲ့ဒီအခါမှာစင်အလက်ထွန်တစ်လုံးပို့သွားပြီအလက်ထွန်တစ်လုံးပို့သွားတဲ့အတွက်အဲ့ဒါက neutral atom မဟုတ်တော့ဘူးအာယွန်ဖြစ်သွားပြီ negative အာယွန်ဖြစ်သွားပြီအဲ့တော့ဒါကြောင့်မလို့ဒါ तू က anti semiconductor n ဆိုတာ negative anti semiconductor လို့ခေါ်တာပါသတ်မှတ်တာပါ since the number of electron is greater than the positive hole in this impure semiconductor ဒီ impure semiconductor ထဲမှာရှိတဲ့ positive hole တွေထက်သွား electron တွေပို့ပြီးတော့များသွားပြီဒါကြောင့်မလို့အဲ့ဒါကို anti semiconductor လို့ခေါ်တယ် n ကို negative တဲ့သတ်မှတ်တာပါ n stand for negative in anti semiconductor electrons are majority charge carrier of electric current ဒီမှာဆိုရင် anti semiconductor လို့ပြောလိုက်တာ ਨੇ သူက electron တလုံးပို့တယ် ခုနကိုလုံးဖြစ်သွားတဲ့အတွက် electron တစ်လုံးသာမန်ထက်ပိုနေပြီ။သူအဲ့ valence electron မှာပြူသွားဖြစ်တာ哦။အဲ့တော့အဲ့ valence electron ထက် electron တစ်လုံးပိုတဲ့အတွက်သူက anti negative sound နဲ့ semiconductor anti semiconductor ဖြစ်သွားပြီ။အဲ့လိုမျိုး negative type semiconductor မှာ charge carrier မင်းတို့မှတ်ရမှာ electron မှာ main charge carrier majority charge carrier electron ဖြစ်ပါတယ်။ p type semiconductor ဒါဆိုရင်တော့လောလောကူကူပဲ positive အမျိုးအစားပေါ့ whole နဲ့ပတ်သက်တယ် positive positive နဲ့ positive whole လို့ပဲသုံးပါတယ်သူကလက်သွားတဲ့နေရာလေးမှာအပေါက်လေးဖြစ်သွားတော့လို့အဲ့ဒီ positive whole က positive charge အတိုင်း behave ပြုမူတာပဲဖြစ်ပါတယ်နော် action ယူတာ action လုပ်တာပဲဖြစ်ပါတယ် positive charge အတိုင်းအဲ့တော့ p type semiconductor one indian atom heavy three valence electron အဲ့တော့ indian atom က valence 3ရှိပါတယ် အဲ့တော့ valence 3 electron ရှိတဲ့ impurity atom တစ်ခုကိုခုနပြောတဲ့ pure semiconductor ဖြစ်တဲ့ germanium နဲ့ silicon atom ထဲမှာ dope လုပ်လိုက်တဲ့ပေါင်းလိုက်တဲ့အခါမှာ conductivity of pure semiconductor ဒီ pure semiconductor ရဲ့ conductivity ကအားတိုးလာတယ်ကောင်းလာတယ် since the number of positive hole is greater than electron in the impure semiconductor အဲ့တော့သူက ပြူဝဆင်မီကွန်ဒက်တာထက်အလက်ထရွန်အရေအတွက်ထက်သူကပို့ပြီးတော့သူက positive number hole တွေများလာတာပါအဲ့တော့အဲ့လိုအမျိုးအစားကို p type semiconductor လို့ခေါ်တယ်အဲ့တော့ electron ရှင်းလုံးရှင်းလုံးမဖြစ်ဘဲနဲ့4 valence electron နဲ့3 valence electron ဆိုတော့ electron က9ခုပဲဖြစ်တယ်9ခုဖြစ်တဲ့အတွက်သူကတလုံးလိုနေတယ်ဖြစ်တဲ့အတွက် positive အရေအတွက် positive hole အရေအတွက်လွတ်ထွက်သွားတယ်ပိုသွားပါတယ်ဒါကြောင့်မလို့ဒီလို type အမျိုးအစား semiconductor ကို positive type stand for positive ဖြစ်တယ်ဒါကြောင့်မလို့ p type semiconductor လို့ခေါ်ပါတယ် thus in p type semiconductor that positive ဟိုဟာ majority charge carrier of electric current ဒီမှာဆိုရင်ဒီ p type semiconductor မှာ charge carrier အဓိက main majority charge carrier ကတော့ positive ဟိုပဲဖြစ်ပါတယ်ဟော pn junction diode အဲ့တော့ p type semiconductor နဲ့ n type semiconductor ကို စုံစက်တစ်ခုအနေနဲ့သုံးထားတဲ့ဆီမီကွန်ဒက်တာကို PN junction dye out လို့ခေါ်ပါတယ်သူကအနှုတ်နဲ့ကတ်တုံနဲ့နှစ်ခုပေါင်းကိုမှဒီချေတော့ ODE O dye နှစ်ခုဖြစ်တဲ့အတွက် dye ဆိုတဲ့စကလုံးကိုသုံးပြီးတော့မှဒီက ODE နဲ့ဒီက ODE အနှုတ်က ODE နဲ့ကတ်တုံက ODE နဲ့ကိုယူလိုက်ပြီးတော့ dye out ဆိုပြီးတော့ထွက်လာတာပါအဲ့တော့ အပီအန်ဂျန်ရှင်ဒိုင်ယုတ်ရစ်စဲဆီမီကွန်ဒက်တာတစ်ပိုက်ပီတိုက်ဆီမီကွန်ဒက်တာအန်တိုက်ဆီမီကွန်ဒက်တာဂျန်ရှင်ဒိုင်ယုတ်ပေါ့နော်ပီအန်ဂျန်ရှင်ဒိုင်ယုတ်ဟာဆီမီကွန်ဒက်တာ device တစ်ခုဖြစ်ပါတယ် it is one type of semiconductor diode ဒါဟာ semiconductor diode အမျိုးအစားတစ်ခုဖြစ်တယ် a boundary or junction is formed between p type and n type semiconductor by semiconductor device fabrication process This junction is called PN junction. A device which consists of PN junction is called PN junction diode. Semiconductor ပစ္စည်းအဲ့ဒါ fabrication process ဆိုတာကတော့အထူးအရေးပြောဖြစ်စဉ်ပေါ့အဲ့တော့ semiconductor ပစ္စည်းရဲ့ fabrication process အားဖြင့် p type semiconductor နဲ့ n type semiconductor တွေရဲ့ကြားမှာ boundary ဘောက်ဒရီလို့ခေါ်တဲ့နေရာလေးပေါ့ဘောက်ဒရီဒါမှမဟုတ်လို့ရှိရင်စုံဆက်ပေါ့ဂျန်ရှင်စုံတဲ့အမှတ်လေးပြုလုပ်ပေးနိုင်တယ် fabrication process အရာပေါ့နော်အဲ့တော့အဲ့ဒီဂျန်ရှင်ကိုသူက PN ဂျန်ရှင်လို့ခေါ်တယ် PD semiconductor နဲ့ N-type semiconductor ရဲ့အကြောင်း fabrication process အထူးရေပြော ဖြစ်စဉ်နဲ့သူကစုံလိုက်တဲ့အခါမှာအဲ့ဒီနေရာမှာ ဂျန်ရှင်တစ်ခုဖြစ်ပေါ်တဲ့စုံတဲ့နေရာလေးအဲ့ဒါအောင်မှ PN ဂျန်ရှင်လို့ခေါ်တာ PN ဂျန်ရှင်ဒိုင်အုပ်ကိုဒီမှာပုံမှာပြထားတဲ့အတိုင်းဒါကတော့ PN ဂျန်ရှင်ရဲ့ structure ဒါကတော့ PN ဂျန်ရှင်ဒိုင်အုပ်လေး symbol လေးဒီမှာ PN ဂျန်ရှင်ရဲ့သူ့သူ့ရဲ့ circuit မှာ symbol ကိုဆွဲမယ်ဆိုရင်တော့ဒီလိုမျိုးလေးဆွဲရတယ်အဲ့တော့ဒီလို အပြားလေး plate ပြားလေးရှိနေတဲ့နေရာကတ်တော့ပါမှားမှာဆိုလို့အချုံဘက် အချုံဘက်လိုမက်လို့ရှိရင်ဒါ positive နဲ့အမှားမှာဆိုလို့အချုံဘက်လိုမမက်တော့ဘဲနဲ့တကယ်က plate ပြားလေးပိတ်ထားတဲ့နေရာ negative ဖြစ်ပြီးတော့အဖျားဘက်ဖင်ဘက်ပိုင်းဟာ anno positive anno ဖြစ်ပါတယ်အဖုံငုံဖြစ်တဲ့ဒီထိပ်ဘက်ကတော့ plate ပြားလေးခံထားတာတော့ကတ်တုံအမှားငုံဖြစ်ပါတယ် therefore in the symbol of diode as shown in figure the arrow point from anno to ကတ်တုံ arrow point ဟာ anno အပေါင်းထွက် အနှုတ်ဝင်လို့ပုံစံမျိုးပါ current conventional garden အတိုင်းမှာပဲအပောင်းထွက်အနှုတ်ဝင် အပောင်းဘက်ကနေပြီးတော့အနှုတ်ဖက်ကိုသွားနေတာကိုတွေ့ရပါလိမ့်မယ်ဒါဆက်ကစ်မှာမှဆွဲလို့မရပါဘူးသတိထားရမယ့်အချက်ဖြစ်ပါတယ် the current flow from anode to cathode only when the potential of anode is higher than that of cathode အဲ့တော့ anode ကနေ cathode ကိုစီးတယ်အဲ့ဒီအခါမှာ potential ကဘာဖြစ်လို့ anode to cathode စီးတယ်လဲ potential က positive ဘက်မှာများတယ်။ကတ်တော့ဖက်တဲ့အပေါင်းဘက်မှာ higher potential ဖြစ်နေတဲ့အတွက်ဒီဘက်က lower potential ရှိတဲ့ဘက်ကိုသွားတာပါ။ This mean that the diode must be forward biased. ဒီ diode ရဲ့အမျိုးအစားကိုဘယ်လိုခေါ်လဲဒါဆိုလို့ရှိရင်ဗာလဲဆိုရင်ဒီ diode သွားနေတဲ့ပုံစံ sample ကို forward bias လို့ခေါ်ပါတယ်။ရှင်ညွန်းဘွားပေးခြင်း ဆိုပြီးတော့သတ်မှတ်လို့ရပါတယ်ဒီ diode ကိုအပေါင်းကနေအနှုတ်ကိုသွားပါတယ်။ ကြည့်အောင်အဲ့တော့ရှင်ညွန်းဘွားပေးခြင်းနဲ့ဘလပြောင်းမြန်ဘွားပေးခြင်းအကြောင်းကိုဆက်ပြီးတော့ပြောပါမယ် forward bias and reverse bias ဒီမှာဆိုရင် pn ချမ်းရှင်းပြထားတယ် p type semiconductor positive တွေနဲ့ n type semiconductor negative နဲ့ဆက်ထားတဲ့အတွက်ဒါ pn junction diode pn junction diode ကနေဒီမှာဘက်ထရီနဲ့ချိတ်ဆက်ထားတာပုံပြထားပါတယ်ဘက်ထရီရဲ့အပေါင်းဘက်နဲ့ဒီမှာဆိုရင် ဘက်ထရီရဲ့အပေါင်းဘက်လေးနဲ့ဒါအရှင်ငုတ်ဆိုရင်အပေါင်းမှာအနှုတ်ဆိုရင်အတုံငုတ်လေးကအနှုတ်ပါကျဲသတ်မှတ်လိုက်ပါမယ်အဲ့တော့ဒီမှာဆိုရင် forward bias ပါ forward bias ရှင်ညွန်းဘောအားပေးခြင်းရဲ့ပုံကဆွဲမယ်ဆိုရင်ဂျန်ရှင်ဒိုင်အိုရဲ့ positive နဲ့ဘက်ထရီရဲ့အပေါင်းဘက်နဲ့ဆက်ရပါမယ်ဒီမှာအပေါင်းဘက်က current ကထွက်သွားပါတယ်ဒီလိုဝင်ပြီးတော့မှဒီမှာအနှုတ်ဖက်ကိုပြန်ပြီးတော့ဝင်มาလိမ့်မယ်အပေါင်းထွက်အနှုတ်ဝင်ဆိုတဲ့အတိုင်းပါပဲ တော့ the function of pn junction diode can be studied by means of electric circuit အဲ့တော့ pn junction diode ကိုရဲ့အလုပ်လုပ်ပုံကိုဒီ forward bias နဲ့ပတ်သက်လို့ဒီ pn junction ရဲ့အလုပ်လုပ်ပုံကိုဒီမှာပုံမှာပြထားတဲ့အတိုင် လေ့လာလို့ရတယ် battery ရဲ့ positive terminal နဲ့ p type semiconductor ရဲ့ positive terminal နဲ့ဆက်ရမယ်ပြီးတော့ battery ရဲ့ negative terminal နဲ့ anti semiconductor နဲ့ဆက်မယ်အဲ့ဒီအခါမှာ positive ဟိုးပီတိုက်ဆမီကွန်ဒက်တာဘက်မှာရှိတဲ့ positive ဟိုးက pass through junction easily တဖြည်းဖြည်းနဲ့ current ကလွယ်လွယ်ကူကူဒီ junction ကို current စီးပါလိမ့်မယ်ဒီမှာ i ဒီ junction ကိုစီးလိမ့်မယ်အဲ့တော့အဲ့ဒီ current က pn junction ဒိုင်အုပ်ကိုဖျက်စီးပါမယ်ဒါကြောင့်မလို့ဒီလိုမျိုးဆက်ထားတဲ့ pn junction ဒီလို current စီးတာကို forward bias ရှင်ညွန်းပုံအားပေးခြင်း backlight ပုံအားပေးခြင်းလို့ခေါ်ပါတယ် reverse bias ကိုစက်ကြည့်ရအောင်။ပြောင်းပြန်ဘွားပေးခြင်းခုနတစ်ချက်ပြောသလိုပဲ backlight ဘွားပေးခြင်းဖြစ်တဲ့ရှင်ညွန်းဘွားပေးခြင်း forward bias မှာကြတော့ PN junction diagram မှာ positive fan နဲ့ positive fan နဲ့ဆက်တယ်။ positive terminal နဲ့ဆက်ပါတယ်။ negative fan နဲ့ negative terminal နဲ့ဆက်ပါတယ်။ဒီမှာ reverse bias မှာကြတော့ပြောင်းပြန်ဘွားပေးခြင်းမှာကြတော့ PN junction diagram ရဲ့ positive fan နဲ့ ဘက်ထရီရဲ့အနှုတ်တာမင်နဲ့နဲ့ဆက်တဲ့ပြန်ချမ်းချင်းဒါရောက်ရဲ့ anti-semiconductor ပဲဖြစ်တဲ့ negative ဘက်နဲ့ဘက်ထရီရဲ့ positive တာမင်နဲ့နဲ့ဆက်တာကိုတွေ့ရပါလိမ့်မယ်။ why the battery is joined with the negative terminal to the p type p type နဲ့ positive နဲ့ negative terminal နဲ့ဆက်တယ် positive terminal နဲ့ anti ဖက်နဲ့ဆက်တယ် only a very small current အဲ့ဒီအခါမှာ ကားရန်ကအရန်သေးသွားပြီ no car ran down ဖြစ်နိုင်တယ်အဲ့ဒီမှာ reverse car ran due to minority carrier အဲ့တော့ reverse car ran ဖြစ်သွားပြီအဲ့ဒီခါမှာ very small car ran flow through the pn junction dial pn junction dial ကို ဖြတ်စည်းတဲ့အခါမှာ car ran က small car ran ဖြစ်တယ် no car ran လို့လည်းရေးလို့ရတယ်မစည်းသလောက်ပဲဒါကြောင့်မလို့ car ran ကို ထက်ပြီးတော့မဆွဲထားတော့ဘူး တော့ဒီလိုမျိုးဖြစ်ရမျိုးရှိတဲ့ PN junction diode ကိုတော့ reverse bias ပြောင်းပြန်ဘွားပေးခြင်းလို့ခေါ်ပါတယ်ဒါ PN junction မှာ PN junction diode ကို reverse bias လို့ခေါ်တာကပြောင်းပြန်ဘွားပေးခြင်းအဖြစ်ဖြစ်နေလို့ပါအဲငါပြန်ပြောမယ်ဒါကြီးဘလို့မလဲမသိစားရဖြစ်လာဟဲ့ ရောင်မြန်ဘိုးအားပေးခြင်းကိုဆက်ကြည့်ရအောင်။ရောင်မြန်ဘိုးအားပေးခြင်းကိုဆက်ကြည့်တဲ့အခါမှာတချို့တို့ရှေ့မှာ forward virus ရှင်ညွန်းဘက်ဒီဘိုးအားပေးခြင်းကို ပြောခဲ့တယ်။အဲ့ဒီမှာရှင်ညွန်းဘိုးအားပေးခြင်းမှာကြတော့ positive terminal နဲ့ battery ရဲ့ positive terminal နဲ့ ပီတက်ဆီမီကွန်ဒက်တာပဲ positive ဖက်နဲ့ဆက်တယ်အပမောင်ညင်းဆက်တယ်အနှုတ်နှုတ်ချင်းဆက်တယ်လို့ရှေ့မှာပြောခဲ့ပြီးပါပြီဒီမှာ reverse bias မှာကြတော့ပြောင်းမြန်ဘိုးအားပေးခြင်းအဲ့ဒီအခါမှာတော့ battery one နဲ့ battery is joined with its negative terminal to p type အဲ့တော့ negative terminal battery ရဲ့ negative terminal နဲ့ positive p type ဖက်နဲ့ဆက်တယ် battery ရဲ့ positive terminal နဲ့ anti negative anti ဖက်ကိုဆက်တယ်ပြောင်းမြန်ပေါ့ အနှုတ်နှုတ်ချင်းမဟုတ်ဘဲနဲ့နှုတ်နဲ့အပေါင်းအနှုတ်နဲ့အပေါင်းဆက်တယ်အဲ့ဒီအခါမှာ current က very small current flow through the pn junction dial pn junction dial ကို current ကသေးသေးလေးအရန်သိငယ်တဲ့ current ရှိတယ် no current လို့လည်းပြောလို့ရတယ်မစီးသလောက်နည်းသွားတာပေါ့နော်အဲ့တော့အဲ့လိုဖြစ်ရမျိုးရှိတယ် pn junction dial ကိုဘာလို့ခေါ်လဲဒီလိုဖြစ်ရမျိုးကို reverse bias ပြောင်းမြန်ဘူအားပေးခြင်းလို့ခေါ်ပါတယ်ဒီပုံမှာပြထားတဲ့အတိုင်း the curve of the current eye against the vorivi for the junction dial shown in figure represent the characteristic of that dial dial ရဲ့ characteristic pn junction dial ရဲ့ current voltage graph ကိုကြည့်အောင်အဲ့ဒီ current voltage graph ကတချို့လို on flow မှာတိခဲ့ပြီးသား v နဲ့ i နဲ့ iv graph ဟာ straight line ဖြစ်နေပါတယ် voltage များလေ current များလေပါဒီမှာကတော့ dial ကကြတော့ on top go malai na bao. The current ayye swear e cuff ka vi IV grad ka kwee ni rao tui ya wale me. It means that the current flow in one direction only from the anode to the cathode in a vacant diode and from P to N in a PN junction diode. PN junction diode ne vacant diode bo, liane diode. လို့ခေါ်တယ်ဗီဂန်ဒိုင်အိုက်ထဲမှာကာရန်ဟာအန်နိုတူကက်တုံဥတီပြီးတော့တစ်ဖက်တည်း only direction တစ်ဖက်တည်းပဲစီးတယ်ပီအန်ဂျန်ရှင်ဒိုင်အိုက်မှာ positive hole ဟာ p တိုက်ကနေ n တိုက်ကိုရွေ့တယ် electron ကတော့ n တိုက်ကနေ p တိုက်ကိုရွေ့ပါတယ်ကာရန်ဟာအန်နို positive ကနေကက်တုံအနှုတ်ဖက်ကိုဥတီပဲတစ်ဖက်တည်းသာစီးတယ်ဒါကြောင့်မလို့ဒိုင်အိုက်ကို လျှက်စီးပြောင်းတဲ့ကရိယာ rectifier အဖြစ်သုံးပါတယ် rectifier circuit တွေမှာသုံးပါတယ် pn junction diode diode တွေဟာ pn junction diode တွေဟာ ohms law ကိုမလိုက်နိုင်ဘူး diodes all diodes does not uh don't obey ohms law အဲ့တော့ diode တွေအားလုံးဟာ ohms law ကိုမလိုက်နိုင်ဘူး ohms law ရဲ့ graph ဟာ ခုနတစ်ချက်ပြောခဲ့သလိုပဲမြင်းပြောင် straight line ဖြစ်ကဖြစ်ဖြစ်ပါတယ်ဒိုင်အုပ်ရဲ့ IV grad ကတော့မြင်းကွေးပုံစံမင်းတို့တွေ့ရမှာဖြစ်ပါတယ် example 11 by 1 what is a positive hole positive hole ဆိုတာဘာလဲ an electron leave the atom atom တစ်ခုကနေပြီး electron တစ်ခုထွက်သွားတဲ့အခါလုံလောက်တဲ့စွမ်းအင်ရတဲ့အခါမှာ atom နဲ့က electron တစ်လုံးဟာထွက်သွားတယ်အဲ့ဒီအခါမှာ ူအီလက်ထရွန်ထွက်လို့ vacant ဖြစ်နေတဲ့နေရာလေးကို semiconductor အတန်ထဲမှာရှိတဲ့အီလက်ထရွန်လက်သွားလို့ဖြစ်နေတဲ့ vacancy လက်သွားတဲ့နေရာလေးကို positive hole လို့ခေါ်တာပါအီလက်ထရွန်လွတ်သွားရင် natural atom မှာအပေါင်းအာယုံဖြစ်သွားမယ် positive ion ဖြစ်သွားမယ်အဲဒါကြောင့်မလို့ positive hole လို့ပြုမူတဲ့အတွက် positive hole လေးလို့ခေါ်တာဖြစ်ပါတယ်။နောက် example 11.2 are anode and cathode of a pn junction not in connection with the battery at the same electric potential အန်းလုံးနဲ့ကက်သုံးနဲ့ပီအန်ဂျန်ရှင်မှာဘက်ထရီနဲ့ဆက်မထားတဲ့အခါဘက်ထရီနဲ့ဆက်မထားတဲ့အခါမှာ are not the same electric potential electric potential လည်းမတူဘူးဘာကြောင့်လဲဆိုတော့ there is initially a potential different across the junction junction နဲ့ကိုဖြတ်သွားတဲ့ potential different ဟာစကရေရာ potential different ကစကရေရာတည်းနေရာမှာရှိနေတာဖြစ်တဲ့အတွက်သူကဘက်ထရီနဲ့ဆက်မထားရင် potential တွေမတူပါဘူးလို့ပြောတာပါเนาะ review exercise how can a pure semiconductor be made to increase its electrical conductivity အဲ့တော့သိပြီးသားပါ point a few impurity atom မှာ add to a pure semiconductor pure semiconductor တွေကို impurity atom တွေပေါင်းထည့်လိုက်တဲ့အခါမှာ electrical conductivity ဟာ increase ဖြစ်လာတယ် impure impurity atom တွေရပါတယ်လဲဆိုတော့ arsenic တွေ aluminum တွေ အိန္ဒိယအတန်တွေပဲဖြစ်ပါတယ်။နံပါတ်2 explain how an anti-semiconductor and p-semiconductor can be obtained what are the majority carrier in the above semiconductor pure semiconductor တွေကို anti-semiconductor p-semiconductor ဖြစ်အောင်လို့ impurity အတန်တစ်မျိုးမဟုတ်တစ်မျိုးပေါင်းထည့်လိုက်တာ ਨੇ သူက p-semiconductor electron များသွားရင် အန်တိုက်ဆီမီကွန်ဒက်တာအလက်ထရွန်ညော့သွားတယ်နဲသွားတယ်ဆိုရင်သူဟာပီတိုက်ဆီမီကွန်ဒက်တာဖြစ်သွားတာမျိုးကိုရှေ့မှာလဲ explain လုပ်ခဲ့ပြီးပြီး discuss လုပ်ခဲ့ပြီးပြီးဖြစ်တဲ့အတွက်ဒါမင်းတို့လေ့ကျင့်ကြည့်လို့ရပါတယ်ကိုအောင်ဝတ်နဲ့ကိုပြန်ရေးတတ်အောင်စူးစမ်းကြည့်ကြပါအဲ့တော့အန်တိုက်ဆီမီကွန်ဒက်တာမှာဆိုရင်တော့အလက်ထရွန်ဟာ majority carrier ဖြစ်ပြီးတော့ပီတိုက်ဆီမီကွန်ဒက်တာမှာ positive ဟိုဟာ charge ကိုအဓိကသယ်ဆောင်တဲ့ carrier ဖြစ်ပါတယ် နံပါတ်3 what are meant by forward bias and reverse bias explain this using circuit diagram ဒီမှာတော့ circuit diagram မဆွဲထားဘူးပေါ့နော် circuit diagram ရှေ့မှာဆွဲထားပြီးသားဖြစ်ပါတယ်အဲ့တော့ battery ရဲ့အပေါင်းဘက်နဲ့အပေါင်းဘက်နဲ့ဆက်တယ် p type semiconductor နဲ့ဆက်တယ် negative နဲ့ negative ပဲအချင်းချင်းဆက်တယ်ဆိုရင် current က pn junction ကိုစီးသွားမယ်လို့လဲကူကူနဲ့အဲ့ဒီ pn junction ကိုမျိုးကို forward bias လို့ခေါ်တယ် battery ရဲ့အနောက်ဘက်နဲ့ negative terminal နဲ့ anti semiconductor p-type semiconductor နဲ့ဆက်ပြီးတော့ battery ရဲ့ positive terminal နဲ့ anti semiconductor နဲ့ဆက်မယ်ဆိုရင် very small current or no current က dpn junction ကို မစီးသလောက်ဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီလို pn junction မျိုးကိုတော့ reverse bias လို့ခေါ်ပါတယ်ဒီနေ့တစ်ချက်တင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်